လိုင်းပေါ်မှာပေါပေါချောင်ချောင်နဲ့ရောင်းနေတဲ့ကားတွေကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့အနေနဲ့သတိထားရမယ်အရေးအကြီးဆုံးအချက်၅ချက်ကိုကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်အထူးသဖြင့်ဆိုလို့ရှိရင်တော့ပေါ့နော်ဒါလိုင်းပေါ်ကနေပြီးတော့ငါတို့ကပေါပေါချောင်ကားလေးတွေကိုလက်ရှာဝဲမယ်ဆိုတဲ့အပြင်ဝဲ ညီကိုတွေနော်နောက်ပြီးကြလို့ရှိရင်ကားကိုပေါ့နော်တော့ဝယ်တဲ့အခါမှာဆိုလို့ရှိရင်လေပေါ့နော်ကိုကိုရန်ကားကိုအသေးစိတ်အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အခြေခံအဖြစ်ဘယ်နေရာတွေကိုကျွန်တော်တို့သိချကြည့်ရမလဲဆိုတော့ကိုမသိဘူးဆိုတော့ညီကိုတွေနောက်ပြီးတော့တိတလူလူမတိတလူလူပေါ့နော်ဖြစ်နေတဲ့ညီကိုတွေရောကားအယောင်းဝယ်အခုမှဆက်လုံးမဲ့ညီကိုတွေရောဒီဗီဒီယိုကိုသိချလေးကြည့်ပြပါအထူးသဖြင့်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့အခုမှစပြီးတော့ကားအကြောင်းကိုလေ့လာမယ်အခုမှပေါ့နော်ကားအယောင်းဝယ်လောကတွေကိုစပြီးတော့ဝင်လာမဲ့ညီကိုတွေဆိုလို့ရှိရင်တော့ ဂျေးမမိခြင်းဘူးဆိုလို့ရှိရင် DVU ကိုကြည်ကိုကြည်တင်ပါတယ်ပေါ့နော်။ကဲဆိုတဲ့ခါကျတော့ကျွန်တော်မိတ်ဆွေတွေကို లై မှာတွေ့ရတတဲ့ပေါပေါချောင်းချောင်းဂျင်းကားငါးမျိုးအကြောင်းကိုကျွန်တော်တေချာလေးရှင်းပြပေးမယ်။ Let's go ။ ခင်ဗျားတို့ပထမဦးဆုံးအများဆုံးတွေ့ရမယ့်ကားကတော့တိုက်ကားဖြစ်ပါတယ်ပေါ့နော်အဲတိုက်ကားဆိုတဲ့နေရာမှာလည်းကျွန်တော်တို့အမျိုးမျိုးရှိပြီပေါ့နော်အဲဒီပုတ်ယုံထီယုံလေးပဲတိုက်ထားတာလားအဲနည်းနည်းပပပဲထီတာလားတော်တော်ဒါမှမဟုတ်ပြင်းပြင်းထန်ထန်တိုက်ထားခါရှာလားဆိုတဲ့ဟာမျိုးကြီးလည်းရှိသေးတယ်ပေါ့နော်ဒါပေမဲ့အများဖြစ်ပေါ့နော်ကျွန်တော်တို့ဆယ်စီးတော့ကြည့်ရခါဆိုလို့ရှိရင်ကျွန်တော်ရှစ်စီးလောက်ကတိုက်ထားတဲ့ကားဖြစ်ဖို့များပါတယ်နောက်တစ်စီးရကြတော့ဗာလေးဆိုတော့ပေါ့နော်တော်တော်လေးကိုဈေးပေါနေပြီဆိုသတိထားပါအဲ့ဒါဗာလေးဆိုတော့ဖောက်ဆုပ်ဖြတ်ဆက် ဖြစ်ဖို့များပါတယ်ပေါ့နော်ဆိုဖော့ဆိုဖြစ်ဆက်အကြောင်းကိုပြောပြမယ်ဆိုလို့ရှိရင်တော့အရင်ရှိသွားလိမ့်မယ်ဆိုတော့ဘောနော်ဒီတိကျနေမိတ်ဆွေရှိရဆိုလို့ရှိရင်တော့ကျွန်တော်နောက်မှပဲဗီဒီယိုတွေထပ်ပြီးတော့ရှင်းပြပြီးတော့မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့လက်ပူတိုက်ထားတဲ့အစွေးကားတွေပေါ့နော်ခင်ဗျားတို့အဲ့လိုမျိုးပေါ့နော်ဆွေးနေတဲ့ကားတွေအဲလက်ပူမိထားတဲ့ကားတွေကိုခင်ဗျားတို့ဝယ်လာမိပြီဆိုလို့ရှိရင်ကျင်းတိတာတစ်ခုကတော့လက်တင်စီရမှာ ဘာလို့တင်စီရမှာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ပတ်စံအိတ်ပေါ်ကိုလက်တင်ပြီးတော့ခင်ဗျားတို့စီးရမယ်အဲ့ဒီကောက်အချိန်ပေးပြီးတော့ဝက်ရှော့တွေသွားရမယ်ဘော်ဒီယုံတွေသွားရမယ်အိုးအခေါက်အခါနဲ့ခင်ဗျားတို့စိတ်တော်တော်ညစ်ပြီးပေါ့မနော်အဲ့ကောက်ကိုအရှုံးခံပြီးတော့ပြန်ရောင်းကျင်လောက်အောင်အထီကိုခင်ဗျားတို့စိတ်ညစ်သွားလိမ့်မယ်အဲ့တော့အဲ့လိုကားကြီးတွေ့ရဆိုလို့ရှိရင်လည်းခင်ဗျားတို့ရှောင်ဖို့လိုပါတယ်နောက်တစ်ခုကကြတော့ပေါ့နော်ကောက်တော့ကြည်တယ်ကတော့အရင်မိုက်နေကလမ်းလက်ခံနေဟာအဲသဘောကြည်ဆိုပြီးတော့ခင်ဗျားတို့စာအုပ်ကိုမကြည့်ပဲနဲ့စီရင်ချလိုက်မိရယ်ဆိုလို့ရှိရင်တော့ ခွမ်းပါပြီအဲ့တော့ဘာခွမ်းတာလဲဆိုတော့စာအုပ်မိတူပါစာအုပ်မိတူပေါ့နော်ခဏတော့တော့ဝယ်မိပြီဆိုလို့ရှိရင်နော်ခင်ဗျားတို့ရှုံးမှုရကိုင်းတော့တော်တော်လေးများပါပြီပေါ့နော်ကိုကမတိပဲဝယ်လိုက်မိရဆိုရင်ပြောတာပေါ့နော်မတိပဲဝယ်လိုက်မိရဆိုလို့ရှိရင်တော့ပြန်ရောင်းတဲ့ခါမှာဆိုလို့ရှိရင်ခင်ဗျားတို့တော်တော်လေးရှုံးမှုရကိုင်းတော့များတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စာအုပ်မိတူဖြစ်ဖြစ်ကိုလည်းကျွန်တော်တို့သတိထားဖို့လိုပါတယ်စာအုပ်မိတူကဘလောက်ထိအရှုပ်အရှင်းများလဲဆိုတာကိုကျွန်တော်နောက်မှဗီဒီယိုတွေတက်တက်ထပ်လုပ်ပြပေးမယ်နော် နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ဗောနော်ရောင်းတဲ့သူကလည်းပွပွင့်လင်းလင်းမပြောပြီးတော့ဗောနော်ဒီလက်ပုံတိုက်ထားတာလည်းမဟုတ်ဘူးအတိုက်ခိုက်ပါလည်းမဟုတ်ဘူး post ဖြစ်ဆက်လည်းမဟုတ်ဘူးမိတူရှိရလည်းမဟုတ်ဘူးဗောနော်ဒါရောင်းတဲ့သူကတော့ပွပွင့်လင်းနဲ့ပြောပြီးရောင်းတာအဲဘာလဲဆိုလို့ရှိရင်ဗောနော်ဒါပေမဲ့တေချာမစစ်မိရင်လည်းထပ်ပြီးတော့ခင်ဗျားတို့ရှုံးပါပဲအဲဘာလဲဆိုတော့ဗောနော်ကျွန်တော်တို့ဒီအင်ဂျင်ဂီယာပေါက်တွေမှာအဲဒါတွေပါတာပြင်စရာတွေအများကြီးပါလာတာမျိုးတွေနော်အောက်ပိုင်းနေသွားပြီးတော့လောက်ကမှမျိုးတွေစီးပိုင်း body ပိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်သွားပြီးတော့အစာအဆုံးအကုန် ပြန်ပြီးတော့လုပ်ရမယ်ကားမျိုးတွေလည်းကျွန်တော်တို့ line ပေါ်မှာဈေးပေါပေါနဲ့ရောက်ပါတယ်အဲ့လိုကားမျိုးတွေတွေ့ပြီဆိုလို့ရှိရင်တော့ကိုကတွတ်တက်ချက်တက်ပြီးတော့ပေါ့နော်ဘယ်ဟာပြင်ဘယ်လောက်ကုန်မယ်ဘယ်ဟာပြင်ဘယ်လောက်ကုန်မယ်ဆိုတော့ပေါ့နော်ဒီတွတ်တက်ချက်တက်ကမယ်နောက်ပြီးလို့ရှိရင်သွားပြင်မယ့်နေရာလည်းကိုအတွက်အစင်သင့်ရှိနေမှကြိုက်တာ မဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့လိုကားမျိုးကလည်းအခုမှဝယ်အောင်စလုံးမဲ့ညီကိုလေးဆိုလို့ရှိရင်တော့မဝယ်တင့်ဘူးဆိုတာကိုကျွန်တော်ဒါ share လုပ်ပေးရဖြစ်ပါတယ်ပေါ့နော်အဲဒီ video မှာပေါ့နော်ကျွန်တော်အဓိကပြောပြခဲ့တဲ့အချက်၅ချက်ကကျွန်တော်တို့ပေါ့နော်ဒီတိုက်ကားတွေရှောင်းအောင်မယ်ဖောက်ဆုဖြစ်ဆက်ကားတွေရှောင်းအောင်မယ်စာအုပ်မိတူတွေလက်ပူတထားတဲ့ကားတွေလှုပ်ချက်အယမ်းများတဲ့ကားတွေကိုကျွန်တော်အဓိကထားပြီးပြောချင်တာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ video ကပေါ့နော်ဖြစ်တယ်လို့လုပ်အဲလုပ်ပေးရကျွန်တော်လောကမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီကားလောက်ကမှာဆိုလို့ရှိရင်ဒါကျွန်တော်ကားလောက်ကတွေကိုဝင်လာတဲ့အချိန်မှာကျွန်တော်စပြီးတော့ ကြုံခဲ့ရတဲ့ဟာတွေခံခဲ့ရတဲ့ဟာတွေကျွန်တော်ဂျင်းမိခဲ့တဲ့ဟာတွေအားလုံးကိုကျွန်တော်ရဲ့ညီကိုတွေနောက်ထပ်ဝင်လာမဲ့ဝေရောင်ညီကိုအစ်စ်အစ်စ်အစ်စ်တွေကိုကျွန်တော်မျိုးမခံရစေချင်လို့ဂျင်းမမိစေချင်လို့ကျွန်တော်စေတနာနဲ့ free share လုပ်ပေးတာပဲဖြစ်ပါတယ်အဲ့တော့ဒီ video ကပေါ့နော်အခုမှဝေရောင်လို့ရှင်တဲ့ညီကိုတွေအတွက် တစုံတရာတစ်ခုခုကိုတီဝါခဲ့တယ်ရာဝခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော် yes လို့မှတ်ခဲ့ပြီဒါမှမဟုတ်လို့ရှိရင်လည်းပေါ့နော်ကိုထပ်ပြီးတော့တည်ကျင်တဲ့အကြောင်းအရာလေးရှိရဆိုလို့ရှိရင်လည်းကျွန်တော်ကို comment အောက်လေးမှာမေးခဲ့ပြီးလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုချမ်းဖြစ်ပါတယ်ခင်ဗျာဟုတ်တာ